မန္တလေးတိုင်းမုတ်ခွမြို့နယ်မှာနိုဝင်ဘာ30ကနေဒီဇင်ဘာ6ရက်အတွင်းစစ်ကောင်စီတန်းတဲ့တွန်လိုင်းတပ်တွေကြားတိုက်ပွဲကိုကြီးဖြစ်ပြီးစစ်ကောင်စီရဲ့အရေးပါတဲ့တပ်စခန်းတစ်ခုကိုတွန်လိုင်းတပ်တွေကသိမ်းပိတ်လိုက်တယ်လို့အင်ယူဂျီကောက်ဝေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ဒါဟာနိုဝင်ဘာ30မှာ TNL တန်းမျိုးသားလွန်မြောက်တပ်မတော်မုတ်ခွမြို့ကနေဆုတ်ခွာပြီးနောက်အင်ယူဂျီရဲ့ပထမဆုံးထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။ တင်းရဲလေကမုတ်ကုတ်မုံမိတ်ဒေသကိုစစ်ကောင်စီတန်းမလွှဲအပ်ခင်နိုဝင်ဘာ9ရက်နေ့မှာကတည်းကမုတ်ကုတ်မုံမိတ်ဒေသစစ်စင်ရေးဦးစီးဖွဲ့ကိုအင်ယူဂျီကဖွဲ့စည်းခဲ့ပြီးအမေပေးစင်တဲ့တခုတည်းဖြစ်အောင်ကြိုတင်စီစဉ်ဆောင်ရွက်ထားတယ်လို့လည်းဆိုပါတယ်။ဒါကြောင့်လက်ရှိအချိန်မှာမုတ်ကုတ်မုံမိတ်ဒေသစီကြွကြဝင်ရလာတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်တွေကရွရွချွတ်ချွတ်ဆက်လက်တိုက်ပွဲဝင်နေတယ်လို့အင်ယူဂျီကြေညာချက်မှာဖော်ပြထားပါတယ်။ မုံမွေးမြွနဲ့မြစ်ဆူကြေးရွာနေစစ်လင်ကပူကျဲတဲ့အတွက်ကလင်းငယ်တူပောင်ဝင်စေပိရှောင်းရွာသားကိုဦးသိဆုခဲ့ရတယ်လို့မန္တလေး free press ကဖော်ပြပါတယ်ဒီစီမှာ6မနက်9:00နာရီခန့်မှာ jet fighter လက်စီကကျဲသရဖြစ်ပြီးမုံမွေးမြွနဲ့မြစ်ဆူရွာနဲ့မဘေးမြွနဲ့နန်ပန်းရွာကြားက6ခုတရားနေကြာရောက်ပောက်ကွဲတာဖြစ်တယ်ကြည်လက်စီပိခန့်နဲ့ဖူကြီးကြောင်းဒီဖြစ်တာကြောင့်အခုလိုသေဆုံးမှုများရတာလို့ဒေသခံတွေကပြောပါတယ် ဒါဟာမုံမေမျိုးကနေတင်းရဲတက်တွေဆုတ်ခွာပြီးနောက်တနည်းအားဖြင့်စစ်တပ်ကမုတ်ကို မုံမေတွေကစီဝင်လာပြီးနောက်ပထမဆုံးအကြိမ်မုံမေမျိုးနဲ့တွင်ပုတ်ကျဲမှုလည်းဖြစ်ပါတယ်မကွေးတိုင်းစလင်းမြို့နယ်မြို့မရဲစခန်းကနေလက်ကင်းထွက်လာတဲ့စစ်တပ်ရဲ့ရဲပူတွဲစစ်ကြောင်းကိုတွန်လိုက်တဲ့တက်ကတက်ခတ်ရမှာစစ်သား၂ဦးနဲ့ရဲ၂ဦးပြစ်ထန်တံရရပြီးခရယာချုပ်သိမ့်မိတယ်လို့စလင်းမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ် ဒီစီမှာ6မွန်းလွဲ2နှစ်ခွဲခတ်မှာကာလစီဆန်ကယ်လေးစီးနဲ့ထွက်လာတဲ့ရာ20ခတ်ပါစစ်ကြောင်းကိုစလင်းမျိုးနဲ့စစ်စုကြီးအကြာရထားလမ်းမမှာဖြတ်တိုက်တာဖြစ်တယ်တိုက်ပွဲချီ45မိနစ်ကြာတယ်လို့ဆိုပါတယ်နေမြေရှိတဲ့ကာလက်ပြပုတ်နှလုံး G3 G30 ခတ်ကြည်ပေါင်းနှစ်ခုပါဝင် စေသုံးဆောင်ပစ္စည်းတို့သိမိတယ်လို့ဖော်ပြထားပါတယ် စစ်ကောင်စီတန်းနဲ့အေးအေးအာရခတက်တော်ကြတိုက်ပွဲတွေပြစ်ထန်နေတဲ့အမ်ပဒန်လန်ပိုင်းစင်ပြွန်ကြည့်ရနေတောင်ဝကြနေတဲ့ခမရ96တုတ်ကဒုတကြတူပောင်းဝင်စစ်မှုထမ်းတပ်သားသစ်ပါစလေးဦးဟာတနာလေးလည်းနဲ့တူတော်လိုင်းတက်တန်ခိုးလို့လာတယ်လို့ PIA မကွေးကသတင်းထုတ်ပြန်ပါတယ်အော်တိုဘန်23မှာပါစလေးဦးရောက်လာတာဖြစ်ပြီးအမေ1တလက်အမေ2တလက် ် MA3 နှစ်လက်နဲ့ခရီးတွေပါလာတာကိုတပ်ပုံမှတ်တမ်းတဲတွေ့ရပါတယ်။ဒီချိန်ထဲမှာပဲတိုက်ပွဲပြင်းထန်နေတဲ့နိုင်ရင်ကစခန်းကနေထွက်ပြေးလာတဲ့နောက်ထပ်စစ်သားသူအုပ်ကိုလည်းပြည်ခရရဲပန်းကလက်ရဖမ်းမိတယ်။ဒီသူအုပ်ဟာခလရနှစ်ကုန်းကနဲ့ခလရသုဆန်ကကဖြစ်တယ်။သူတို့ကိုစစ်သူပန်းဥပဒေနဲ့ညီထိသေးထားတယ်လို့ဖော်ပြထားပါတယ်။မော်ဘီနယ်ရေးမြစ်နယ်အာယူရောင်ကျေးရွာခြေဆက် စစ်တပ်လက်အောက်ခံပြည်သူစစ်အဖွဲ့ကိုတော်လိုင်းတပ်တွေကဝန်တက်ရမှာပြူစော်တီဂေါဆောင်တန်ရာပြစ်ထန်ပြီးစစ်သားလေးဦးသေဆုရဲလို့ရေဘလူးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာ9ရက်မနက်7:00နာရီခွဲခန့်မှာအာယူတော်ကျေးရွာရှိ ပြည်သူစစ်ရုပ်ခန်းကို ရေဘလူးအဖွဲ့ကဝန်တက်တာလို့ဗီဒီယိုမှတ်တမ်းနဲ့တကွထုတ်ပြန်ထားတာတွေ့ရပါတယ်။ပြည်သူ့ကွယ်တမတော်တရက်ခံရမှတ်လေးတိုင်းရဲ့အခြေခံစစ်တင်တန်း ပါစင်စတေသင်္ဘက်စင်ဘက်ကိုဒီဇင်ဘာ9ရက်ကကျင်းပတယ်လို့တရက်ခရံအမှတ်လေးတိုင်းရင်ကတပ်ပုံမှတန်းထုတ်ပြပါရယ်သင်္ဘက်စင်ရေဘော်တွေစီးပြချစ်တက်တာသစ္စာဆိုတာတိုင်ရင်မှုမေကောပြောတာထူးချွန်ဆိုရသူတွေကိုစူးချစ်မြတ်တာပါဝင်အညာဒေသကစစ်တင်နာစင်ဘက်ပွေရေးလှော်တွေကိုဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ